တော်လိုင်းပြောရရအောင်ဝဲမင်္ဂလာပါဒီဇမလာပေါ့နော်ဒါကျွန်တော်တို့17ရက်နေ့ဖြစ်ပါတယ်ဆိုတော့တော်လိုင်းရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုယူဥစွာပြောပြပေးစင်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ခင်ဗျာပထမဆုံးသတင်းလေးကတော့အဲဒါစကိုင်းတိုင်းချောင်းမြို့နယ်ကြည်ကုန်းရွာမှာရှိတဲ့နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးနေတယ်ဒါကျွန်တော်တို့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကို drone နဲ့ဘုံးကြီးချက်ချတိုက်ခတ်ခဲ့ရပါဒါကျွန်တော်တို့ဘာမာပီကော့ defense force ် BPDF မြိုင်ပကဖားပေါ့နော်ဒါဘုံ drone နဲ့ပေါ့နော်ဘုံကြီးကြကြတိုက်ခတ်ခဲ့တယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီသမလာ9ရက်နေ့ညနေ4နာရီမိနစ်30ခန့်အချိန်မှာချောင်းမြို့နယ်ကြီးကိုရမှာရှိတဲ့ပြည်သူ့ပိုင်ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူနေတဲ့အာကျွန်တော်တို့နေနေနေပေါ့နော်ပြန်မိရှုဖြက်စီးနေတဲ့အင်အားနေရာခန့်ပါတဲ့အချက်ပတ်ဆက်တဲ့စစ်ကြောင်းကို RC plane နေနေပေါ့နော်ဘုံကြီးကြကြတိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်ဆိုတော့ဒီတက်ခတ်မှုတွေမှာအချက်ပတ်ဆက်တဲ့ဘက်ကထိခိုက်ဒေဆမှုအရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိဘူးပေါ့နော်ဒါပေမဲ့တော်လိုင်းရေးပေါ်တွေကတော့ထိခိုက်မရှိပြန်လည်းဆော့ခွာနိုင်ခဲ့လို့သိရတယ်ပေါ့နော်ဒါကျွန်တော်တို့ လက်ရှိအခြေအနေတခုမှာတော့ဒီတိုက်ခတ်မှုကိုဗမာတောင်း drone တပ်ဖွဲ့မြိုင်းဟောဒါတော့ပကဖပါဗောနော်မြိုင်းနယ်ပကဖမုံရခဲ MLA တက်ရင်အညာ fighter local PDF မဟာမိတ်အဖွဲ့တွေကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်ဆိုတော့ဒီကောင်တွေကိုဒီလိုမျိုးဗောနော်နီးလန်းမျိုးစုံနဲ့ကျွန်တော်တို့ချင်းချောက်နိုင်မှုလိုပါတယ်နော်ဒါလေးကိုလည်းဒါမိသားစုတွေကိုလည်းဒါကျွန်တော်သိစေချင်တယ်ကျွန်တော်မြေပြင်မှာရှိနေတဲ့ရဲဘော်တွေကိုလည်းကျွန်တော်ကအကြံပြုလာပါဗျဟုတ်ကဲ့ပါဆိုတော့နောက်တဲ့သတင်းလေးကတော့ မွန်ပြည်နယ်တံပြူစင်းမြို့နယ်မှာဒါစစ်တပ်စစ်ကြောင်းတက်ခတ်ခဲ့ရမှာစစ်သားနှုတ်ဦးတေဆုံးပြီးတော့မှအများအပြားဒဏ်ရာရရှိခဲ့တဲ့အကြောင်းကိုရမညမွန်တက်တော် RMA ကသတင်းထုတ်ပြန်လာပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:15မိနစ်ကအချိန်မှာတံပြူစင်းမြို့နယ်အတွင်းမှာရှိတဲ့တပ်တွေပူးပေါင်းထားတဲ့အင်အားတရာခန့်ပါတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းကိုတံပြူစင်းမြို့နယ်ကလိုင်းဘရောကျေးွာအရှိဘက်မှာရှိတဲ့တောင်ပေါ်ဘက်ကိုဒါကျွန်တော်တို့ဒီကောင်တွေကပေါ့နော်ဒါကျွန်တော်တို့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဝင်ရောက်လာတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုရမညမွန်တက်တော် RMA ဒေသလှုပ်ရှားတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရမှာ အပြန်လိုက်ပြက်ကတဲ့ပွဲတနအိကြောကြဖြစ်ပွားခဲ့ပါတယ်စစ်သား၂ဦးသေဆုံးခဲ့ပါတယ်အများပြားလိုက်တိုင်ရရရှိခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဒီတိုက်ပွဲတက်မှာရမညတက်တော်ဒါကျွန်တော်မွန်တက်တော်ပေါ့နော်ဒါဒေသလှုပ်ရှားတပ်ဖွဲ့ဘက်ကနေပြီးရဲဘော်များလည်းအထူးကဲမရှိဘေးကင်းသာဒါကျွန်တော်တို့စွတ်ခွာနိုင်ခဲ့ပေါ့နော်ဒါပေမဲ့ဒါတက်သုံးရင်တချို့တော့ဒါကျွန်တော်တို့ဒါပျက်စီးဆုံးရှုံးခဲ့လို့သိရတယ်ပေါ့နော်ဆိုတော့ဘာပဲပြောပါဒီကောင်တွေကိုအခုလိုမျိုးပေါ့နော်ဒါ ချိန်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဂျာမညမွန်တက်တော်ညီကိုမျိုးကိုလည်းလေးစားပါတယ်လို့ကျွန်တော်ဘလာတာရဲ့ဒီနေ့ကနေပြောချင်ပါတယ်။ဒါကျွန်တော်တို့ဒါရင်းပြီးလောက်ရတဲ့ဥစ္စာဘလို့အထူးကဲဆုံးရှုံးပျက်စီးတော့ရှိမှာပဲ။အဲ့တော့ကျွန်တော်အထူးကဲဆုံးရှုံးပျက်စီးတော့ကိုတော့မပူပါနဲ့။နောက်ကနော်အလိုမျိုးအလုပ်လုပ်တဲ့သူတွေကိုတူတန်းပေးမဲ့လူရှင်တွေကရှိပါတယ်။တော်လန်ပြည်သူတွေလည်းရှိပါတယ်လို့ပြောချင်ပါတယ်။နောက်ထပ်သတင်းလေးကတော့ဘကိုးတိုင်းတောင်ကုန်မြို့အခြေဆိုင်ကေတုမတီလေတက်စခန်းမှာရှိတဲ့စီတိုလောင်ကန်တွေကိုတရခွန်မှာမှရှော့လိုက်တော့နေတယ်ပြက်ကက်တက်ကက်ခဲ့ရမှာ။ ြစ်မှတ်ကိုထိတိမိမိတိုက်ခိုက်နိုင်ခဲ့ပြီးတော့မှနိုင်ယူဝက်ခန့်ပောက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့အကြောင်းကို Brit Warrior for Myanmar BWN အဖွဲ့ကတာဝန်ရှိသူတွေကပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့ညနေ9:55မိနစ်ကအချိန်မှာတောင်ကုန်းမြို့မှာရှိတဲ့အာနာဒေးဆေအိုဆူရဲ့ K2 မတီလေတပ်တွဲမှာရှိတဲ့စီလောင်ကန်ကိုအဓိကပြစ်မှတ်ထားပြီးတော့မှတရက်ခွန်မမရှော့တိုက်လုံး6လုံးနဲ့ပြစ်ကတ်တိုက်ခတ်ခဲ့ရမှာ လေတက်တွင်းကိုကြားရပေါက်ကွဲခဲ့ပါတယ်ထက်ဆင့်ပေါက်ကွဲတဲ့လည်းကြားရပါတယ်လေတက်တွင်းမှာလည်းပေါက်ကွဲမှုကတော့နိုင်ဝက်ကျော်ကြားမိခဲ့ပြီးတော့မှထိခဲ့သေးဆုံးမှုဒါပျက်စီးမှုတွေလည်းရှိနိုင်တယ်လို့သိရတယ်ပေါ့နော်ပြစ်မှတ်ကတော့ဒီကစီလောင်ကန်တွေကိုတီးတန့်ကိုယူရပြီးတော့မှပြစ်တာစစ်ကောင်စီကတောင်ဝင်တဲ့ရေတားရှင်တဝက်ကခြေရွာတွေမှာစစ်ကြောင်းတွေထိုးပြီးတော့မှနေရာပေါင်းစုံထက်တက်ပိတ်ဆို့တယ်အဲ့ဒီကြားထဲကနေပြီးတော့မှလုခဲ့ရတာဆိုတော့အတော်အိုခက်ခဲပြီးတော့မှဆွန်းစားရတယ်လေတက်ပြို့ဖို့နီလာမောင်းဆောင်တိုးပြီးတော့မှပူပေါင်းတက်ခဲ့ကြဖို့တိုက်တွန်းကြပါလေဆိုပြီးတော့မှ Brave Warrior for Myanmar BWR အဖွဲ့ကတာဝန်ရှိသူတူကပြောပါရယ် ုတ်ပါတယ်ဒါအမှန်ပါပဲခဗျနော်ဒီတက်ခတ်မှုကတော့ Brave Warrior Force မြန်မာ BWI အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knights Civilian Defense Force MKCDF Anti-Code People's Liberation Force ACBLF တန်တောင်မြောက်ပိုင်းအထုဒေသ Fighter စာကင်းအဖွဲ့ General တမဟာနေတရင်ကားတော့ပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတော့ BWN ရဲ့ Mission 47အဖြစ်တက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ် Okay ဒါပြစ်မှတ်ကိုလည်းဒါအဲ့လိုမျိုးပေါ့ထိထိပိပိလုံနိုင်ခဲ့တာကိုဝမ်းသာတယ်အဲ့စီတိုးတောင်ကန်လောင်သွားတယ်ဆိုတော့ပြောမယ်ဆိုရင်တို့ အတောင်ကူတို့ရေတာရှည်တို့လားအဲ့ဘက်ချမ်းမှာရှိနေတဲ့ဘကိုးတိုင်းဘက်မှာရှိနေတဲ့ညီကိုတွေအတွက်ကိုတော့ဒါကျွန်တော်ဝမ်းသာတာပေါ့ဗျာနော်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်တဲ့လေးလေးနှစ်ထောင်ကြည့်အောင်ပါဒါကတော့သခိုင်းတဲ့ homeland မြို့မှာရှိတယ် homeland မြို့အခြေဆိုင်ခလာရနှစ်သုံးလုံးတက်ရင်ကစစ်ဘုရန်တသားတဲ့တူဦးနဲ့ပြူစောတိလေးဦးတို့ကတနက်လေးလက်နဲ့ခဲရန်နေယူဆောင်လာပြီးတော့မှအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကိုကျွန်တော်မလိုက် revolution ကအဲကျွန်တော်တို့တောင်ဝရှိသူတို့ကပြောပါတယ်အော်တိုမလာနဲ့ဒီဇမလာ9ရက်နေ့တို့မှာ homeland မြို့နယ်အခြေဆိုင်ခလာရ222တက်ရင်က စစ်ကိုယ်တိုင်တပ်သားတွေနဲ့ပူစော်တီလေးဦးတို့ကတနက်လေးလန်းနဲ့ခဲယန်းနေဆောင်လာပြီးတော့မှမော်လိုက်ခင်အမတ်နှစ်လေးတရင်တွေကိုဆက်တယ်ပြီးတော့မှအလင်းဝင်ရောက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်အလင်းဝင်လာတဲ့သူတွေကိုတူးတွေငွေချက်30ချင်းမိခဲ့တဲ့ကြောင်းလည်းသိရပါတယ်ဩဒါလက်နဲ့ပါပါတဲ့သူတို့ကမှ90ရတာနော်ဟာမိုက်တင်တော့စကိုင်းဟုံးမလင်းနော်ဒါမော်လိုက်ညီကိုတွေဆိုအလင်းဝင်လာတဲ့သူက9ဦးပေါ့နော်ပူစော်တီလေးဦးနဲ့စစ်မှုတိုင်တပ်သားတွေအဲကျွန်တော်တို့ဒီတအူးပေါ့နော်ဒါပြည်သူစစ်မှုတိုင်နဲ့ဒါပေါ်တာဆွဲခံရတဲ့သူတွေရှိတယ်ပေါ့ဂျော်ဒင်ချိတ်ဆက်တာမျိုးတော့မရှိဘူးပေါ့ အာမီမီတက်တီနီယာကိုလက်လိုက်ဆောင်လာပြီးတော့မှပြေးလာခဲ့တာတဲ့အလင်းဝင်လာတာကပူဇော်တီ၄ဦးနဲ့ပါစာ၃ဦးပေါ့နော်ဆိုတော့ဒါလက်ရှိမှာတော့ဒါကျွန်တော်တို့ဒါအလင်းဝင်လာတဲ့သူတွေကိုလည်းကျွန်တော်တို့ဆူချေးကိုကြီးလည်းပေးထားတယ်ဆိုတော့လက်ရှိအခြေအနေတစ်ခုမှာတော့ဒါပြောမယ်ဆိုရင်မင်းတို့တန်တဲ့ဘာပါလဲအလင်းဝင်လာရင်30ရတယ်နော်အဲ့ဒါလေးကိုသိစေချင်တာကွာသိရမလားရွန်ကြီးကိုရော်တွေကအဲ့လိုမျိုးအလင်းဝင်လာတဲ့သူတွေမှဒီလိုဒီလိုဒီလိုမျိုးလုတ်ပေးတယ်ဆိုတာကိုသိစေချင်လို့ဒီသတင်းလေးကိုပြပြပေးတာโอเคဆိုတော့သတင်းလေးတွေနားဆက်ပြီးရဲ့နောက်မှာဗီဒီယိုဖိုင်လေးကြီးစီအောင်ပါ ပထမဦးဆုံးအမိသားစုတွေကိုဒါကျွန်တော်တို့ចောင်းកောင်စီတခြင်းကိုសូပြီးတော့မှာเนาะចက်ဖို့ကအမတ်တကောင်ကမဲဆွယ်နေတာလေအားလုံးနားထောင်ကြည့်အောင်ကြည့်ကြည့်အောင်ဟားတိုက်ပြီးကျွန်တော်တို့ရည်ကြရအောင်မိမိကိုကိုတောင်းချူစမ်းမိမိမိတန်းလို့ကောင်းအောင်ချူစမ်းမိမိမိចောင်းလို့ကောင်းအောင်ချူစမ်းမိမိမိ

ွဲလုံးမာမီစံပစ္စောမောစစ်စောရဲ့ကာယမရှိဒီစိတ်ကြီးကမှမိဘသူတွေကကျန်စစ်ပါနဲ့ဖယင်းနောင်အလောင်းပြနဲ့ဖန်တူလာတယ်ဒီကိုဝင်ကိုထမ်းလုံးမှန်မှန်သမျှစူပေါင်းဆောင်ရွက်မိတကော ိတ်နဲ့ဆွဲလောင်းလာမည်ကိုအားကိုမြတ်လို့ကိုကျိုးစွန်ကြပြီဆက်မဆိုတော့နော်อืมဆိုငါမေးတင်တာလေမင်းအဲ့ဟိုမင်းမပြောစရာစကားမရှိတော့လို့ဒီသချင်းဆိုရလားဆိုမယ်ဆိုရင်လဲကွာအနော်ရထာလေးပါထည့်ဆိုပါမင်းလည်းငါတို့လည်းအဲအကြောင်းကောင်းတဲ့တရှင်ဆိုခဲ့မှုပါတယ်မင်းကအနော်ရထားကိုဘယ်မှာသွားထားလိုက်တော့ဘယ်ကဘာမှာသွားထားလိုက်တာတော့ဟိုတကယ်ပေါ်တာအခုအခုကဘယ်လိုဖြစ်နေလဲဆိုတော့ဒီဗီဒီယိုထဲမှာမြင်ရတဲ့အခြေအနေကဘာလဲဆိုတော့ ဟိုကြက်မပြည့်တဲ့ကောင်ကိုတင်းကြက်မပြည့်တဲ့ကောင်တချင်းဆိုတဲ့ဥစ္စာကိုတင်းမပြည့်တဲ့သူတွေကဝင်ပြီးတော့မှသိခံပြီးနားထောင်ပေးနေရတယ်လို့ဖြစ်နေတယ်။ဆိုတော့ဒီလူကောင်တွေကိုအရေးချင်းရှိတယ်လို့ထင်နေတဲ့တချို့ဒီအဘအောက်ဆွဲကြက်ဖို့ပါတီအောက်ဆွဲတတိုက်ရဲ့အုံနောက်ကိုတော့ကျွန်တော်အံ့ဩတယ်ဗျာတလားဒီလူကောင်တွေလက်တော်တွေကရောက်သွားလို့တော့အေးမင်းတို့ငါတို့နိုင်ငံကြီးကရှမ်းရှမ်းတောက်ဆုံဆုံပြုတ်တော့မယ်ဆိုတော့မင်းတို့သိစေချင်လို့ကွာနော်ဒီဗီဒီယိုလေးကို reaction လုပ်ပေးတာဆိုတော့ ောက်တစ်ပြပိုင်းလေးတစ်ခုကတော့အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်တို့ပြည်သူဗျပြည်သူဆိုတာအေးဒီလက်ရှိဒီမြန်မာနိုင်ငံမှာဒီလိုပြည်သူတွေရှိတယ်ဗျာသိလားဘလို့ပြည်သူမျိုးလဲကြည့်ကြည့်အောင်ကိုဝင်မဝင်မင်းဘူးပေါ့နော်ပြောပြလိုက်မယ်ကြည့်ကြည့်ပါမနေ့ကမှခြေတန်းပြောင်းတယ်ဒီလိုနေ့ပုံဆက်တယ် ရဲဘော်တွေဟိုတဲ့စဘာထုခေါ်ကြနေတာအဲဒီချိန်ကစဘာတွေစဘာတွေဒီအညာလေးသားမှာစဘာတွေဘာတွေဒါရိတ်နေရိတ်နေတဲ့ချိန်ပေါ့အော်လို့ဟုတ်လို့ရဲဘော်တွေကမနေရမချိလဲမြန်လာလို့နှစ်ရက်လောက်နားအောင်မယ်ဆိုတော့ဟဲ့မင်းတို့ကောင်တွေကပတ်စံပေးခိုင်းတာကွာတဲ့လို့ဆိုတော့ဟုတ်တယ်ကျွန်တော်တို့ပတ်စံလိုအပ်နေဟုတ်တယ်တကယ်လည်းပတ်စံနေကျွန်တော်တို့အင်းမြန်မြန်ရချင်းတယ်ဒါမဲ့ကျွန်တော်တို့ပတ်စံမမှန်ဘူးရဲဘော်တွေချိန်မှာပွိုင်းဆောင်ရလို့ပင်မလာတာနှစ်ရက်လောက်တော့နားဝင်ပေးအောင်မှမဟုတ်ဘူးလားကျွန်တော်တို့ပြည်သူတွေကလည်းနားလည်းပေးအောင်မှာပေါ့အာကျွန်တော်တို့ ဒီတော်လိုင်းကလာရောက်လာမှတော်လိုင်းရဲ့ဝင်လာမှမလုပ်ဘူးတဲ့လုပ်တွေလုပ်ရတယ်အဲကျွန်တော်တို့မကြုံဘူးတဲ့ဟာတွေနဲ့မတွေ့ဘူးတဲ့လူတွေနဲ့အများကြီးဆက်ဆံခဲ့ရတယ်ဟိုကျွန်တော်တို့အိမ်မှာဆိုရင်တော့မှထမင်းစလုံးတော့မစီခဲ့ရတဲ့ကလေးတွေဒီတိုင်းဒီကာလရောက်တော့ကျွန်တော်တို့အလုပ်ပေါင်းစုံကိုတွေ့ရကြုံရကျွန်တော်တို့တိတ်ကြုံလုပ်နေရတာကိုပြည်သူတွေနဲ့လည်းကျွန်တော်တို့ပေါ်လည်းပြန်ပြီးတော့ညှိညာပေးပါအောင်လို့တောင်းဆိုပါတယ်အင်းဆိုတော့ဒီ PDF တွေစုမိုးထားတဲ့တော်လိုင်းနေမိထဲမှာနေပြီးတော့မှ PDF ကိုသိရမလားအဲ့လိုမျိုးမောင်းမောင်းမောင်းပြောတာတော့ကျွန်တော်လက်မခံဘူးဗျအဲ ဲ PDF ကလည်းပြည်သူကိုမမမမပြောတာကိုလည်းကျွန်တော်လက်မခံသလိုပြည်သူအနေနဲ့လည်းဒီလိုမျိုးပေါ့နော်မမမမပြောတာကိုကျွန်တော်လက်မခံပါဘူးဆိုတော့ဟိုမင်းတို့ပတ်စံပေးခိုင်းပြီးခိုင်းနေဆိုတဲ့စကားကဘာစကားလဲစော်ကားတာလားပြောချင်တာကဘာလဲဆိုတော့လေမင်းတို့ခိုင်းပါမဟုတ်ဘူး PDF ကဒီလားဟိုအဲ့အဲ့လိုအောက်တန်းစားစိတ်သက်ရှိတဲ့ပြည်သူဆိုတဲ့ကောင်တွေကိုပြောချင်တာနော်မင်းတို့အဲ့လိုစကားမျိုးကိုစစ်တဲ့အုပ်ချုပ်တဲ့နေမြေမှာမင်းတို့ဘယ်ကိုမေကို လားတွေပြောရဲလဲဟမ်မင်းတို့ဟိုပြောလို့ပြောလို့ရတဲ့လူတွေကြတော့မင်းတို့ ပြောလိုက်ကြတာတချို့ကောင်တွေဆိုပိုးဆိုးပတ်ဆက်တချို့သူတွေဆိုရင်အဲ့လိုမျိုးစက်တက်အောက်မှာရှိနေတဲ့စက်တက်ဆိုးမှုထားတဲ့နေညမှာဆိုမင်းတို့ဟာတော့ဟာရဲ့လားဒီလိုစကားမျိုးပြောဖို့မပြောနဲ့မင်းတို့အဲ့လိုမျက်နှာချင်းဆိုင်တော့ကြည့်ရဲလို့လားဟင်ကြည့်မင်းတို့ပေါ်တာဆွဲခံရမှာဆိုလို့လေဟမ်မင်းတို့သားသမီးတွေပေါ်တာဆွဲခံရမှာဆိုလို့မင်းတို့စီးပွားရေးကိုလာထိခိုက်မှာဆိုလို့လေအဲ့တော့ဒီလိုတကူကောင်းဆန်တဲ့ကောင်တွေကလူလောကကြီးထဲမှာမရှိသေးဘူးအဲ့တော့ကျွန်တော်ညီကိုတော်တွေကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေအဲ့လိုကောင်တွေကိုတဲ့မလားအဲ့လိုကောင်တွေခိုင်းနေလို့သွားမလို့နဲ့ဗျာ ဲ့လိုပဲကျွန်တော်ပြောချင်တယ်ဆိုတော့ဒီလိုလူအောက်တန်းစားတွေနဲ့ထပ်မပတ်သက်ခြင်းဖြင့်နေပေးပါလို့ဒီနေရာကနေပြီးတော့ပြောချင်ပါတယ်ဆိုတော့နောက်တစ်ပြိုင်ပိုင်းလေးတစ်ခုကတော့ဒီကျွန်တော်တို့อืมမေစုပေါ့နော်မေစုရဲ့ဗီဒီယိုပိုင်းလေးတစ်ခုရှိရဲ့ဗျအဲ့ဒါပါဆိုသူလဲသူဒါလဲမေစုမဲဆွဲခဲ့တုန်းကဗီဒီယိုပိုင်းလေးပေါ့အဲ့လိုနိုင်ုံနဲ့ဟိုတိတ်ခါရှိတာမဟုတ်ဘူးဆိုတော့ကျွန်တော်ကဗျသိစေချင်တာလက်ရှိကြက်ဖို့ကောက်ကောင်တွေကိုသိစေချင်တော့အမေဆွေရဲ့ဗီဒီယိုလေးကြည့်ကြည့်လိုက်မင်းတို့နိုင်ုံနဲ့တိတ်ခါရှိတာမဟုတ်ဘူးကြည့်ကြည့် ကျွန်မကတော့လေဟိုကျွန်မတော့အပြေးပြိုင်နေဆိုလို့ရှိရင်ဒီမှာလူပြောင်းနဲ့အပြေးပြိုင်လို့ရှိရင်သူ့ရောခြေတော့နှစ်ဖက်ခြေထားပြီးမှအပြေးပြိုင်မဲ့ဟာမျိုးကျွန်မမလုပ်ချင်ဘူးကျွန်မသိပ်ပါတယ်ကျွန်မမလုပ်ချင်ဘူးနိုင်ယုံနဲ့သိခါရှိတာမဟုတ်ပါဘူး။နိုင်မုံနိုင်နီးကအများကြီးစကားပြောပါလေလို့ကျွန်တော်ပြောချင်ပါတယ်။ဒါကြောင့်မလို့ရတာ။ကျွန်တော်လည်းမအောင် 就穿快洗的嘛哦，这车能安一巴净的嘛哟。过年得烤过，但没洗的，但没穿的过过的洗的都他妈丢进去了。起码都没有那点木器洗，快就开买点卤，没有洗的呗。车穿买的那快洗的嘛的，卤没有洗嘛呗。比如过年烤过，就给他没穿的过过的哈。那汤生啊，家都是流星级，那汤是快些毛钱啊，屋里不点煤的，全靠过木屋的 ဒါဆိုမဲ့ကိုစတဲ့စာနဲ့စာကိုမဲ့ကိုအလေးတောင်းလှူထားပြီးမှ ဝင်းနေစရာဟာမသိတော့ဘူးဥပမာဆိုတော့ဒီမားတော့ဟိုဒီဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုပဲဖြစ်ဖြစ်ပြည်သူလူထုရဲ့စံတော်ကိုထောက်ထားပြီးဝင်းမယ်ဆိုရင်ကျမတို့ကစွန့်စားပြီးဝင်ရမှာမမျှတာတဲ့အခြေအနေမှာစွန့်စားပြီးဝင်ရမှာကျမတို့ကတိတ်ခါကြာစရာဘာမှမရှိဘူး အချက်စီယူပြီးတော့ဝင်တဲ့လူတွေအတွက်တော့ပိတ်ခါမရှိဘူးလို့ကျွန်တော်ဒီလိုပဲပြောတယ်။ဘာနိုင်ငံကမမကန်ကန်လုံရဲတဲ့တတိရှိတဲ့လူတွေအများကြီးလိုပါတယ်။အင်းဆိုတော့ဟိုအမေစုမဲဆွဲစီယုံစကားပြောရတဲ့ဥစ္စာနဲ့ခမားတို့ဒီကာလတွေမှာဒီရပိုင်းတွေမှာတွေ့နေရတဲ့ကြံ့ဖို့ပဲဖြစ်ဖြစ်တခြားလက်ရှိမင်းအောင်လိုက်လို့မဲ့ရွေးကောက်ပွဲအောက်မှာပြောနေတဲ့ကောင်တွေကြီးကြီး တယောက်နဲ့တယောက်ဝေဖန်ပုတ်ခတ်မေစုသည်ဝေဖန်ပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးเนาะမေစုသည် standard ရှိရှိเนาะဘယ်လိုပုံစံမျိုးနဲ့ကျမတို့ကတော့ရှင်ပြိုင်မှာဖြစ်ပါလေဆိုတဲ့ဥစ္စာမျိုးကိုပြောခဲ့တာဖြစ်တယ်အဲ့တော့နောက်တစ်ခုကပါလဲဆိုအဲ့ချမ်ပုတ်ပါတီမဲဆွယ်တဲ့ဥစ္စာမျိုးတွေခင်ဗျားတို့ကြည့်ကြည့် NLD ကိုမကောင်းပြောခြင်းတဲ့ပုံစံမျိုးနဲ့เนาะပြောဆိုပြီးတော့မှသူတို့မဲဆွယ်တဲ့ဥစ္စာမျိုးတွေရှိတယ်အဲ့ဒီထဲမှာလဲတခြားပါတီက အဲအမတ်ဝင်ရွေးမယ်ဆိုတဲ့အဥ္စာရည်လည်းရှိတယ်ပြောချင်တာကဘာလဲဆိုတော့မင်းတို့သိထားဖို့ကမင်းတို့နိုင်ယုံနဲ့သိက္ခာရှိတာမဟုတ်ဘူးတချို့အရာတွေမှာငါတို့ညီကိုတော်တွေရတယ်မင်းတို့ပြောပြမယ်မင်းတို့တွေပြောချင်တာပါဆိုတော့လေရိက္ခာမလုံရင်တော့မှငါတို့ကသိက္ခာလုံတယ်အဲ့ဒီသိက္ခာလုံတဲ့အကြောင်းပြချက်တစ်ခုကပဲပြည်သူရဲ့ချက်ချင်းမြတ်တာကိုငါတို့တွေရတယ်ပြည်သူတွေရဲ့ယုံကြည်မှုကိုရတယ်ပီဒီအထဲမှာလည်းကောင်းတဲ့သူရှိသလိုမကောင်းတဲ့သူလည်းရှိတယ်ဒို့ပေမဲ့ အားလုံးကိုရှင်းပြီးတော့မှပြောမယ်ဆိုရင်မင်းတို့စစ်ခွေးတက်ကကောင်နေနဲ့ငါတို့ PDF တွေနဲ့မင်းတို့အောက်တန်းသားအမှုပညာသမားတွေနဲ့ငါတို့တော်လိုင်းအမှုပညာရှင်တွေနဲ့ပြည်သူတွေရဲ့ဒီဒီနှစ်ဖက်ပေါ်မှာချစ်ချင်းတရားတအားကွာတယ်အဲ့ဒါကိုလည်းသိစေချင်တာနောက်တစ်ခုကပါလဲဆိုတော့မက်ဆစ်ပြောတဲ့စကားလိုမျိုးပဲမင်းတို့နိုင်မဲနိုင်သွားတာတိတ်ခါမရှိဘူးအဲ့ဒါကိုသိစေချင်တာနော်โอเคဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတကူကတော့ဒါကျွန်တော်တို့ စံနေမျိုးစင်ပါနော်စံနေမျိုးစင်ရဲ့ဒေါ်လာစကားတွေလည်းနှာထောင်ကြည့်အောင်ကျွန်တော်တို့ကမပြီးဆုံးသေးတဲ့နယူးဒေါ်လာရေးအတွက်မပြီးဆုံးသေးတဲ့ဖက်စစ်ဒေါ်လာရေးကြီးအတွက်မပြီးဆုံးသေးတဲ့ဒီမိုကရေစီတိုက်ပွဲစဉ်တွေအတွက်ကျွန်တော်တောင်းဆိုခြင်းနဲ့ကျွန်တော်တင်ပြခြင်းနဲ့တခုတည်းသောအချက်ကတော့လက်ရှိနယူးဒေါ်လာရေးကြီးအောင်မြင်ဖို့ဆိုရင်ဗမာလူမျိုးကြီးဝါဒကိုအခြေပြုပြီးတော့စသဖြင့်ပေါ့ဗမာလူမျိုးကြီးဝါဒကိုပဲလက်ညှိုးထိုးပြီး မိမိလူမျိုးစုလူမျိုးနွယ်ဒေသတစ်ခုအတွက်ကိုပဲကြိုးပမ်းခဲ့ကြသောခေါင်းဆောင်ကြီးတွေကိုကျွန်တော်တို့တိုက်တွန်းပါတယ်ခုချိန်မှာဗမာလူမျိုးကြီးဝါဒဆိုတဲ့ရိုးစွမှုဟာအရာမထင်ဖြစ်နေခဲ့ပါပြီမိမိလူမျိုးစုတစ်ခုကောင်းကျိုးအတွက်မိမိလူမျိုးစုတစ်ခုတည်းလွတ်လပ်ခွင့်အတွက်ကြိုးပမ်းနေုံနဲ့မလုံလောက်ဘူးဆိုတဲ့အခြေအနေတွေလည်းပဲအခုပြစလာနေပြီဖြစ်တယ်အဲ့တော့ကျွန်တော်တို့အားလုံးပြည်တော်စု ်ရိတ်မြုံကြီးတစ်ခုလုံးလွတ်မြောက်ဖို့အတွက်အားလုံးပေါင်းစုညီညွတ်တဲ့ခွန်အားတွေနဲ့၅နှစ်နီးပါးရရှိလာတဲ့တော်လိုင်းအတွေ့အကြုံတွေကိုအကောင်းဆုံးသုံးသပ်စီရေးနိုင်ငံရေးတမိုင်းသုံးသပ်ချက်တွေနဲ့မှန်မှန်ကန်ကန်မြင်မြန်မြန်ဆန်ဆန်ပြင်ပြီးပြင်းပြင်းထန်ထန်ညီညီညွတ်ညွတ်ခီးနှင်နဲ့မှကျွန်တော်တို့အောင်မြင်လိမ့်မယ်ဒို့မို့ဆိုရင်ဒီခီးကြာရှည်သွားနိုင်တယ်ကြာရှည်သွားရင်တိုင်းပြည်နာမယ်အတူတူဖြစ်ရတော့ကျွန်တော်တို့ရဲ့မျိုးဆက်တွေမိအေးသုံးခါနာတဲ့အနေအထားကျောင်းရမှာဖြစ်ပါတယ်အဲ့တော့ တလောအဖြစ်ခေါင်းဆောင်မှုတာဝန်ကိုယူထားတဲ့ခေါင်းဆောင်ကြီးများရင့်ချက်ပါမျောမြင်ပါစူးစီးပါအာဂရာတရားကိုရှေ့မရှိပါနဲ့အတဇွဲတွေကိုလျှော့ချပါကျွန်တော်တို့ပြည်သူလူထုနဲ့အနာဂတ်မျိုးဆက်တွေရဲ့မျက်နှာကိုပဲကြည့်ပါ Silent Strike မှာပါဝင်ခဲ့တဲ့ပြည်သူတရားလူရင်လူရင်ဆန္ဒကိုကြည့်ပြီးလူကြီးမင်းတို့အားလုံးစီးစီးလုံးနဲ့တပြိုင်တည်းရုံထမယ်ဆိုရင်ပြိုလူဆဲဆဲဖက်စစ်တက်ဖက်စစ်အာဏာရှင်စနစ်ဟာလုံးဝ upside down ပြိုကျသွားမှာဖြစ်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒါခေါင်းဆောင်ကြီးများ ရေးလေးစားစားနဲ့ပြည်သူ့ရဲ့လူလားချက်ကိုစဉ်းစားသုံးသပ်တွေးခေါ်ပြုပြင်ပြောင်းလဲနိုင်ပါစေ။ဆိုတော့ဒီကတော့ဒီဗီဒီယိုဖိုင်ကဆရာနေမျိုးစင်ကဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မှကိုဟာခေါင်းဆောင်တယောက်ပါ။ကိုဟာဦးစီးဦးဆောင်လုပ်တဲ့သူတယောက်ပါဆိုပြီးတော့မှနေရာယူထားတဲ့သူတွေလည်းရှိမယ်။တာဝန်ယူထားတဲ့သူတွေရှိမယ်။ထို့သူများအားလုံးကိုဒေါ်လာရင်းပေါ်မှာသစ္စာရှိဖို့တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ရန်အတွက်ကိုဒါဆရာနေမျိုးစင်ကပြောခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ ောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကြည့်အောင်ပါဒါကတော့မင်းအောင်လိုင်းလို့လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မန္တလေးမှာ ကိုလီစာဆန်းတဲ့သူဆန္ဒတူတူ ပြပြီးတော့မှကြွေးကြော်ခဲ့တဲ့ဒါကျွန်တော်တို့တော်လန်ကြွေးကြော်ခဲ့တဲ့ကိုနန်းလင်းရဲ့ပြောစကားတန်လေးကိုနားထောင်ကြည့်အောင်သေအုပ်စုရဲ့ဒီသူ့ရဲ့ကလင်နာသူ့ရဲ့ခုနအခင်းချင်းကတော့အခုတော့ခင်ကြီးတို့နော်ညာထွန်းဦးတို့နောက်ပြီးတော့ဟလာ ညူစောစသဖြင့်သူတို့ရဲ့ပြောရမစင် headline ကသမားတွေပေါ့နော်စစ်တပ်ရဲ့တကယ့်အုံမှာအကြမ်းဖက်မှုတွေစစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ဒီစစ်ဗိုလ်ချုပ်တွေက uniform ချွတ်ပြီးတော့မှအာလွှတ်တော်အတူရောင်လေးဟလာတစ်ဖက်ကရှိနေတဲ့25ရာခိုင်နှုန်းနဲ့ပေါင်းပေါင်းပြီးတော့မှသူတို့ရဲ့ကြန့်ခိုင်ရေးနဲ့သူတို့ကအစိုးရတွေဖွဲ့မယ်အာပြောပြီးရင်တော့သူတို့ကငါတို့ကယူကောက်ပွဲကတက်လာတဲ့အစိုးရဖြစ်တယ်ဒီမှာလွှတ်တော်ရှိနေပြီဒီမှာအစိုးရရှိနေပြီစသဖြင့်ဒီမိုကရေစီကိုအပေါ်ကနေအရေးချုံပြီးတော့မှအာဏာရှင်ကိုဆက်ပြီးတော့စနစ်ကိုအသက်သွင်းမဲ့ အဲ viewer တွေချနေလို့ကျွန်တော်တို့ပြောလို့ရတယ်တချို့ကလည်းမျောလင်းလာက2010တုန်းကလိုမျိုးဟလာဥသိမ်းစိန်တက်လာပြီးနောက်ပိုင်းမှာအတိုင်းပြည်ကအပြောင်းလဲတွေဖြစ်သွားတယ်အဲ့ဒီအပြောင်းလဲဖြစ်တဲ့ပုံစံမျိုး2025မှာလည်းဖြစ်လာနိုင်မလားလို့တချို့ကလည်းစိတ်ကူးရင်နေတာမျိုးရှိတယ်ကျွန်တော်တို့ကတော့အရှင်းလင်းဆုံးအပြသားဆုံးပြောရရင်အခုရှိနေတဲ့အခင်းချင်းတွေမင်းအွန်လိုင်းနဲ့သူ့ရဲ့စစ်ဘိုလ်ချုပ်တွေဆက်ပြီးအာနာဒီမြဲဘိုးကလွဲပြီးတော့ဘာမှမဖြစ်နိုင်ဘူးဆိုတာကိုလည်းကျွန်တော်ထပ်ပြီးတော့မှအတိအကျပြောလို့ရတယ်ဘလို့ပဲ ခုနလိုဟလာလွတ်တော်တွေပေါ်လာလားဘလို့ပဲခုနလိုအစိုးရတွေဖွဲ့ဖွဲ့စစ်စင်းရောင်ယူနီဖောင်းချွတ်ပြီးတော့တိုက်ပုံဝင်လဲအာနာရှင်ကအာနာရှင်ပဲစစ်ရသူကောင်ကစစ်ရသူကောင်ပဲသူတို့ကဆက်ပြီးတော့မှတိုင်းပြည်ကိုဂုတ်သွေးစုံမယ်သူတို့ရဲ့အာနာတီမြဲကြီးအတွက်ဆက်လုပ်မယ်ဆိုတော့ဒီအခင်းချင်းရပဲဆက်ပြီးရှိနေမှာဖြစ်တယ်တပတ်ကတော့ရောင်ပြအပြောင်းလဲရင်းနဲ့လူလူကိုလှည့်ပြဖို့နိုင်ငံကာကိုလှည့်ပြဖို့ကြိုးစားကောင်းကြိုးစားလိမ့်မယ်လူလူကတော့တော်လန်ကြီးပုံမှာယုံကြည်ချက်မျှော်လင့်ချက်ကတောက်လျှောက်ရှိနေတယ်တစ်ဖက်မှာတော့စစ်အုပ်စုစစ်အာဏာရှင်ကိုယွံမုန်းမှုကတော့အပြည့်ပဲအဲ့တော့ ဒီရွေးကောက်ပွဲဟာဘလို့မှလူလူဘဝတွေကောင်းစားဖို့နော်လူလူရဲ့တကယ်ခုနကအချိုးကိုဟိုမျော်ပြီးလုပ်တဲ့ဖြစ်လာမယ့်ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာလူလူကသိပြီးသားပဲဒါကြောင့်လဲရွေးကောက်ပွဲဆန့်ကျင်လှူရှားမှုတွေကဒီကနေ့ထိဆက်ပြီးအင်လိုက်အားလိုက်ရှိနေတာလို့ပြောလို့ရတယ်။ဒါဖက်မှာလဲဟိုစစ်အုပ်စုစစ်ဘိုလ်ချုပ်တွေကကြတော့ဗဇက်ကသာဒီမိုကရေစီဆိုတဲ့စကားလုံးကိုတဖွာဖွာပြောနေပေမဲ့လို့တကယ်တမ်းကျတော့ဒီဒီမိုကရေစီနီးကြအုပ်ချုပ်မှုဆိုတာကိုနားလည်းမလဲဘူးညုံလည်းမညုံဟုတ်တယ် ဒါကြောင့်သူတို့တက်တဲ့အလေးချင်းသူတို့နားလေတဲ့ဘာသာစကားကဘာလဲဆိုတော့အချမ်းဖတ်မှုပဲ2020ရွေးကောက်ပွဲကိုဖျက်ပြီးအာနာသိမ့်နေဆိုတဲ့ကိစ္စကလည်းဘာကြောက်လဲလို့အရှင်းဆုံးပြောရမယ်ဆိုရင်အာနာလူကျင်လို့အဲ့တော့အာနာလူကျင်လို့အချမ်းဖတ်တယ်အာနာမြဲအောင်လို့လူလူကိုပို့ပြီးအချမ်းဖတ်တယ်စစ်ရဆွေးမှုတွေကျူးလွန်တယ်အဲ့ဒီခုနကသူကျူးလွန်ခဲ့တဲ့စစ်ရဆွေးမှုတွေကနေဟိုအပြစ်လွတ်အောင်လို့သူအကာအကွယ်တွေဆက်ပြီးရှိနေအောင်လို့အာနာမြဲအောင်လို့ဟောဒီရွေးကောက်ပွဲကိုလှုပ်လာတာပဲဖြစ်တယ် အဲ့တော့ဒီဆေးအနာရှင်ဆေးအုပ်စုရှိနေတဲ့မြောက်ကာလပတ်ကာလပတ်လုံးကတော့တိုင်းပြည်ကလုံးဝတည်ငြိမ်မှုငြိမ်းချမ်းမှုအေးချမ်းမှုရမှာမဟုတ်ဘူး။အဲဒါကြောင့်ကျွန်တော်တို့ကဆေးအုပ်စုအလုံးစုံပြတ်သုံးရေးဆေးအနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်ကိုကျွန်တော်တို့ကတော့ဆက်ပြီးတော့ဒီရွေးကောက်ပွဲပြီးလဲဆက်ချသွားမှာပဲ။อืมဆိုတော့ဟိုဘယ်လိုပြောမလဲ။လက်ရှိခြေအနေတစ်ခုမှာကမင်းတို့မှမင်းတို့ဘယ်လောက်ပဲရွေးကောက်ပွဲလောက်တာမင်းတို့တောက်လို့ငါတို့ကအဆုံးအထိဒေါ်လာအမှာငါတို့အလုပ်ဖြစ်တယ်။ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့စစ်တပ်ကကောင်နေ ကိုပါကိုယူနီဖောင်းကိုနေရာချင်းဒီနေရာချင်းတချို့ဆိုရင်အဲ့စစ်တပ်ကရာတို့ကိုလည်းမဆွတ်လို့သေးဘူးရွေးကောက်ပွဲမှာလည်းအမတ် နေနဲ့ဝင်ပြိုင်မှုအတွက်ကိုဟိုကြက်ဖို့ပါတီထဲမှာဝင်နေတဲ့ကောင်တွေရှိတယ်ဟိုမင်းတို့ကိုယ်တိုင်တောင်မှရာတို့တွေအာနာတွေနော်ပြီးသွားရင်ဟိုလက်စားမှုဘောင်းစုံနဲ့ဟိုကွိုင်းတွေတက်ပြီးဒစ်တွေလဲနေတဲ့စစ်တပ်ကကောင်တွေလှုပ်ပေးမဲ့ရွေးကောက်ပွဲတည်တရားမျှတမှုရှိပါလေလို့ထင်တဲ့သူတွေရဲ့အုံနောက်ကိုတော့ငါလေးစားတယ်ဘာလို့ဆိုတော့မင်းတို့တွေရဲ့အုံနောက်တွေကဘယ်လိုဖြစ်မလဲဆိုတော့ ဘလိုမျိုးတော့ကွန်ပျူတာတွေလိုမျိုးပေါ့ကွာသိရမလားဟိုငါတို့ desktop တွေလိုမျိုးဘလောက်ပဲမင်းတို့ upgrade လုပ်လို့မင်းတို့ကတကယ်စုပ်ပြတ်တက်နေတယ်မင်းတို့က system အထဲမှာပဲအဟောင်းကြီးထဲမှာပဲမင်းတို့ကကြံခဲ့ပြီဆိုတော့ဟို system ဆိုတဲ့သဘောတရားမှာလည်း system နဲ့ democracy နဲ့မတန်ဘူးကွာအဲ့ဒါအသေးစားပဲမင်းတို့ system မှာတင်နေတင်နေနေတယ်မှာလည်း democracy နဲ့ပတ်သက်တဲ့ဘာသာရပ်တခုမှမရှိဘူးရှိကုန်မရှိတာအဲ့တော့အဲ့ဒီအတွက်ကြောင့်မို့လို့အဲလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီရေကောက်ပွဲတော့ဘာလို့အဲ့ပေါ့လို့ပဲဆက်ပြောတဲ့ပါဇက်တွေကိုလေ ဟိုမလိုက်ပြောရင်မင်းတို့မြောင်းပုံရင်းနဲ့ဈေးလိုက်အဲ့လောက်ပဲနော်โอเคဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆောင်ရွေးပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေဖြစ်ပါစေလာတာရီဗီဒီယို YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာစေကိုယ်ကြည့်ကြပါစေပြည့်စုံပါစေဗျာ